ဟလိုဝဲထောက်ပံ့ကြေးရဖို့အတွက်ပေါ့လေဘာအချက်သေးလို့လေပေါ့လေဟလိုဝဲထောက်ပံ့ကြေးဆိုတာခင်ဟွန်းတရသေးလို့ခေါ်တယ်ပေါ့လေခင်ဟွန်းတရသေးရဖို့အတွက်၃ချက်လိုတယ်ပေါ့လေ၃ချက်လိုတယ်နံပါတ်၁ကပေါ့လေအလုံးလက်မဲ့ဖြစ်နေရမယ်ပေါ့လေအလုံးလက်မဲ့ဖြစ်နေရနံပါတ်၂ကပေါ့လေအဲဆနကိုတမောင်းနဲ့ကိုအလုံးထွက်ထားတာဆိုလို့ရှိရင်ဆနလာနဲ့အထက်ပေါ့လေခိုယိုးဟိုကန်လို့ခေါ်တဲ့အလုံးသမအာမကန်ဝင်ထားရမယ် ကိုယ်ဘောနဲ့ကိုယ်လှုပ်ထွက်တာမဟုတ်ဘဲနဲ့ကုမ္ပဏီကကိုယ်လှုပ်ဖြုတ်လိုက်တယ်ဒါပေမဲ့ကုမ္ပဏီကဒီဝါလီခံသွားတယ်အဲ့လိုမျိုး channel နဲ့ဆိုလို့ရှိရင်တော့ခိုယိုဟိုကန်က6လနဲ့အထက်ဝင်ထားရမယ်ပေါ့လေခိုယိုဟိုကန်ဝင်ထားလားမဝင်ထားလားဘယ်လိုသိမလဲဆိုလို့ရှိရင်လာဇာဆိုင်ရဲ့ကိုပြန်ကြည့်ပေါ့လေလာဇာဆိုင်ရဲ့မှာခိုယိုဟိုကန်ဆိုတဲ့နေရာမှာဝင်ထုတ်ထားတယ်ဆိုလို့ရှိရင်ဒါခိုယိုဟိုကန်ဝင်ထားတယ်ပေါ့လေမထုတ်ထားရင်မဝင်ထားဘူးမဝင်ထားရင်မရဘူးပေါ့လေအဲ့နံပါတ်3ကပေါ့လေ hello ကမှသွားပြီးတော့အလုရှာရမယ်ကိုကအလုလိုချင်တဲ့လူပါဆိုတာအဲပေါ်လွင်အောင်ပေါ့ ဟလိုဝတ်သွားပြီးတော့အလုံရှာဒီတောင်းချက်လိုတယ်ပေါ့ဟုတ်ပြီဟလိုဝတ်သွားပြီးတော့အလုံရှာသွားတဲ့ဆင်ကြရင်ဘာတွေယူသွားဘာတွေယူသွားမလဲဆိုရင်ဒီ၅ခုယူသွားမယ်၅ခုနံပါတ်၁ကပါလေလီရှုကူဟိုးယူသွားမယ်လီရှုကူဟိုးဆိုတာကိုအလုတ်ခွက်ထွက်ခဲ့တဲ့အလုတ်ကနေပြီးတော့ကို ပြန်ပို့ပေးလိုက်တဲ့စာရွက်ပေါ့လေအလုတ်ထွက်ကြောင်ထောက်ခံစာလို့ပြောမလားအဲ့လိုပြောလေအဲအဲ့လီရှုကူဟိုးစာရွက်ယူသွားမယ်ပေါ့လေ နံပါတ်1ကဗောလေဓာတ်ပုံနှစ်ပုံယူသွားမယ်ဗောလေဒေါင်လိုက်3စင်တီမီတာအဲအလျားလိုက်1.4စင်တီမီတာရှိတဲ့ဓာတ်ပုံနှစ်ပုံယူသွားမယ်ဗောလေအဲနံပါတ်3ကဗောလေမိုင်းနံပါတ်ကတ်ယူသွားမယ်မိုင်းနံပါတ်ကတ်မရှိတဲ့လူတွေကမိုင်းနံပါတ်နံပါတ်ပါတယ်ဗောလေဂျူးမင်းဟိုးယူသွားမယ်နံပါတ်4ကဗောလေကိုကိုငွေလွှဲပေးဖို့အတွက်ဗောလေဘန်ဆောက်ဒါမှမဟုတ်ဘန်ကတ်ကိုယူသွားမယ်ဗောလေနံပါတ်5ကဗောလေဇိုင်းယူကတ်ယူသွားမယ်ဒီ5ကိုယူသွားပြီးတော့ဟယ်လိုဝတ်ကိုသွားရင် ်အဲဒီဖြီဟွန်းတဲ့အတဲလို့ခေါ်တယ်ပေါ့လေအလုံးလက်မဲ့ထောက်ပံ့ကြီးရှောက်လို့ရပါတယ်